ဒီ course မှာကျွန်တော်လုပ်ခဲ့တဲ့ business အတွေ့အကြုံတွေနဲ့ကျွန်တော်ကူညီပေးခဲ့မှုတဲ့ company ဆက် insights တွေ experience တွေဆိုတာလည်းအသိပေးပါရစေ။ဒါပေမဲ့ business တိုင်းကမတူနိုင်ပါဘူး။ပြီးတော့တင် industry နဲ့ audience မှာမတူပြီးတော့ result တွေကလည်းကွာခြားနိုင်ပါတယ်။ကျွန်တော်တင်ပေးမှာတွေကတော့ education purpose အတွက်တာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာတကယ်အလုပ်ဖြစ်တဲ့ real life example တွေပြီးတော့ marketing message ကောင်းကောင်းတစ်ခု craft လုပ်နေတဲ့အစရှိတာတွေကိုသင်ကြားပေးတော့မှာဖြစ်ပါတယ်။ဒါမှမဟုတ်တိထားမှာ marketing ဆိုတာ trend like အမြဲ update ဖြစ်နေတဲ့ဆွဲတဲ့ကြောင့် trending ဖြစ်တာတွေလည်းလေ့လာထားဖို့အရေးကြီးကြီးပါတယ်ဒီ course ကိုလေ့လာပြရတဲ့ apply လုပ်တာတွေကတင့်ရဲ့ own responsibility ဖြစ်ပါတယ်တကယ်ဒီ course မှာဘာပြပါမလဲဆိုတာပြောလိုက်ကြရအောင် okay ကျွန်တော်တို့ expectation ကိုဆက်လုပ်ပြရဆိုတော့ဒီ course လေးမှာဘာလေ့လာရမလဲဆိုတာ focus လုပ်လိုက်အောင်ဒီ course လေးကို wear အတွက်အထူးကျေးဇူးတင်ရှိပါတယ်တင့်စီကထွက်လာတဲ့ results တွေဘလောက်ထိကောင်းလဲဆိုတာကျွန်တော်စောင့်မျှော်နေပါပြီ